မြန်မာနိုင်ငံမှာနေထိုင်တဲ့ပြည်သူလူထုတွေအနေနဲ့အချိန်ပြည့်နေရစုံကနေစောင့်ကြည့်ခံနေရပြီးကိုယ်ပိုင်လွတ်လပ်ခွင့်ကိုအဖက်ဖက်ကနေချိုးဖောက်ခံနေကြရတယ်လို့ Digital လုံခြုံရေးစောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။မြတ်သစင်ကပေးပို့ထားပါတယ်ရှင်။အနာသိစစ်ကောင်စီဟာသူ့ကိုစန်းကျင်သူတွေကိုဖမ်းဆီးဖို့ဤပညာကိုအတုံးပြူတာကအထောက်အကူပြုတယ်ဆိုတာကိုကောင်းကောင်းနားလည်လာပြီးဤပညာနဲ့ပတ်သက်တဲ့အပိုင်းတွေကိုပို့ပြီးအာရုံစိုက်လာကြပါတယ် လင်းနီတာကာလာအတွင်ပို့အားကောင်းလာတဲ့စစ်ကောင်စီရဲ့ digital စောင့်ကြည့်ရန်ရီအကြောင်းကိုလည်းနေဦးလုံကျုံကြီးအဖွဲ့ကတတိပေးထားပါဗျ။စစ်ကောင်စီက2024ခုနှစ်မှာတကောင်စင်းကောက်ယူခြင်းကနေသူ့ရဲ့ထိန်းချုပ်နေမိအတွင်ကနိုင်ငံသားအချက်လက်တွေကိုတော်တော်များများရယူနိုင်ခဲ့တယ်လို့နေဦးလုံကျုံကြီးကဆိုပါဗျ။ဒီလိုကောက်ယူနိုင်မှုကို2021နဲ့2022မှာမိုဘိုင်းဖုန်းစင်ကတ်မှတ်ပုံတင်ခြင်းကနေစနစ်တကျရည်ရွယ်ပြီးလှုပ်ဆောင်ခဲ့တာလို့လည်းသုံးသပ်ခဲ့ပါဗျ။ ဒါရီအပြင်စစ်ကောင်စီရဲ့စိုက်ဘာဆိုင်ရာထိန်းချုပ်မှုတွေဟာပိုပြီးတင်းကျပ်ဆိုးရွားလာတဲ့အခြေအနေတွေကိုနေဦးလုံချုံကြီးအဖွဲ့ကတာဝန်ရှိသူတယောက်ကပြောပြပါဗျ။သူ့ရဲ့ပြောပြချက်ကိုတော့ DVP သတင်းနောက်တယောက်ကအတန်ဖတ်ကြားပေးထားပါဗျ။စမက်ကပြောင်းလဲဖို့အတွက်နိုင်ငံသားတွေကိုဇီဝအချက်လက်စုဆောင်းတာတွေကို2023ခုနှစ်ဇွန်လကလေးကကွင်းစင်းတင်နှံ့ပေးတာတွေအချက်လက်စုဆောင်းမှုတွေစတင်ခဲ့ပြီးတော့ သူ့မတိုင်ခင်မှာလဲကိုရီးချက်လက်တွေဖြစ်တဲ့အမီမွေးနေ့နေရက်လိပ်စာမှတ်ပုံနဲ့အမှတ်စာရာတွေကိုလဲစုဆောင်းသိမ်းဆည်းခဲ့ပါတယ်ဇန်နဝါရီလ1ရက်နေ့မှာစတင်အသက်သွင်းလိုက်တဲ့စိုက်ဘာလုံခြုံရေးဥပဒေအရပြည်ရင်း digital ဝန်ဆောင်မှုပေးသူတွေအနေနဲ့အသုံးပြုသူတွေရဲ့အချက်လက်တွေလှုပ်ရှားမှုမှတ်တမ်းတွေကို၃နှစ်ကြာသိမ်းဆည်းထားမှာဖြစ်ပြီးသိမ်းဆည်းထားတဲ့အချက်လက်တွေကိုလိုအပ်တဲ့အခါမှာစစ်ကောင်စီနဲ့မျှဝေရမယ်လို့လဲပေါင်းဝင်ပါတယ်ပြည်ရင်းဆက်သွယ်မှုတွေကိုလည်းဥပဒေကြောင်းအရစောင့်ကြည့်ချေရခံနိုင်ဖို့အတွက် နိုင်ငံသားတွေရဲ့ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂလိကဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကိုပြောင်းလဲပြင်ဆင်ခဲ့ပြီးကြားပြတ်စောင့်ကြည့်ရေးနည်းပညာတွေကိုလည်းပြည်ရင်းမှာအခြေစိုက် operator တွေမှာတက်စင်အသုံးပြုနေပါတယ်။ဒါရီပြင် operator တွေမှာစစ်ကောင်စီတက်စင်အသုံးပြုနေတဲ့တခြားစောင့်ကြည့်ရေးနည်းပညာတွေဖြစ်တဲ့ကွန်ရက်ကိုအသေးစိတ်ကြကြပိုင်းခြားစစ်စစ်ပြီးထောက်လန်းရေးအချက်လက်တွေကိုထုတ်ဖော်နိုင်တဲ့ cyber narrator နည်းပညာနဲ့ internet ကွန်ရက်ကိုပိတ်ပင်တားဆီးမှုတွေပြုလုပ်ဖို့နဲ့ အတွင်းကြကြထောက်လန်းရေးတွေပြုလုပ်နိုင်တဲ့ TNGO Secure Gateway နည်းပညာတွေရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုပါပေါင်းစပ်လိုက်တဲ့အခါမှာတော့မြန်မာနိုင်ငံဟာအချိန်ပြည့်နေရာစုံစောင့်ကြည့်ခံနေရပြီးကိုပိုင်လွတ်လပ်ခွင့်ကိုအဖက်ဖက်ကချိုးဖောက်ခံနေရတဲ့နိုင်ငံတစ်ခုပဲဖြစ်လာပါတော့တယ်။နှွေးဦးလုံးကျုံကြီးအဖွဲ့စောင့်ကြည့်လည်လာထားတဲ့အချက်လက်တွေအရသတိထားစောင့်ကြည့်ရမယ့်စစ်ကောင်စီရဲ့ Digital စောင့်ကြည့်ရေးနည်းပညာအသစ်တွေကတော့ PSMS, NSIMS, MAPPS နဲ့ GLMS တို့ဖြစ်ပါတယ်။ Person Scrutinization Monitoring System PSMS ကတော့ဉာဏ်ရည်တုနည်းပညာ AI သွင်ပြမှတ်သားခြင်း Facial Recognition နည်းပညာဗဟုချုပ်ကင်မှု CCTV စောင့်ကြည့်ရေးနည်းပညာနဲ့နိုင်ငံသားတွေရဲ့ချက်လက်တွေကိုစုဆောင်းသိမ်းဆဲထားတဲ့ National Database တို့စုပေါင်းအလုပ်လုပ်တဲ့စနစ်တစ်ခုဖြစ်ပြီးတော့နိုင်ငံသားချက်လက်တွေကိုစစ်ဆေးပြီးစောင့်ကြည့်ရေးနဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ခြေရာခံခြင်းဖမ်းဆီးခြင်းတွေကိုလုံဆောင်နိုင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ National Service Information Management System NSIMS ကတော့နိုင်ငံတော်ဝန်စစ်မှုထမ်းအကျုံးဝင်သူတွေရဲ့ကိုယ်ရေးချက်လက်တွေကိုရရှိဖို့ပြည်သူစစ်မှုထမ်းကိုယ်ရေးချက်လက်စီမံခန့်ခွဲမှုစနစ်ဖြစ်ပြီးအဲ့ဒီစီရင်အချက်လက်ကိုလေဆိပ်နဲ့နေဆက်ဂိတ်တွေမှာလူပုဂ္ဂိုလ်တဦးတယောက်ချင်းစီတိုက်ဆိုင်စစ်ဆေးတာတွေလုံဆောင်တဲ့ဤပညာဖြစ်ပါတယ်။မြန်မာ Advanced Passenger Processing System MAPPS ကတော့ပြည်ရင်းပြပခရီးသွားလာမှုတွေကိုမှတ်တမ်းတင်တဲ့စနစ်ဖြစ်ပြီး PSMS နဲ့ချိတ်ဆက်ပြီးတော့စစ်ကောင်စီကအမိပြစီရင်သွင်းထားသူတွေ CRM တွေကိုဖမ်းဆီးဖို့အတွက်ပြပထွက်ခွာခွင့်တွေကိုစောင့်ကြည့်တဲ့စနစ်ပဲဖြစ်ပါတယ်။ Gasless Management System GLM စောင့်ကြည့်ရင်ဤပညာကတော့နိုင်ငံတော်ကအဲစင်းတွေနဲ့ဟိုတယ်တဲခိုကန်းကတဲခိုသူစီးရင်တွေကိုစောင့်ကြည့်တဲ့စနစ်ဖြစ်ပါတယ်။ဒီလိုဤပညာတွေအားလုံးနဲ့စောင့်ကြည့်နိုင်မှုကိုအရင်စစ်လိုက်ရင်တော့ မြန်မာနိုင်ငံမှာ2023ကအရှိန်မြင့်ပြီးဖော်ဆောင်ခဲ့တဲ့ Smart Gun လို့လူသိများတဲ့ UID နဲ့ EID စီရင်သွင်းခြင်းစနစ်ကအဓိကအခန်းကဏ္ဍမှာရှိနေပါတယ်။ဒီလိုမျိုးစစ်ကောင်စီရဲ့ Digital စောင့်ကြည့်ရေးရန်ရာတွေကြောင့်ပြည်ရင်းကမြေပေါ်မြောက်တော်လှန်ရေးလူငယ်တွေအတွက်အခက်အခဲတွေကြုံတွေ့နေရပြီးချိန်ချောက်မှုတွေရှိနေတယ်လို့နိုင်ငံရေးတကြွလှုပ်ရှားသူတွေကဆိုကြပါတယ်။ DSMX စနစ်အပြင်ကိုသူတို့တုံးချတယ်စစ်ကောင်စီဘက်ကတုံးချတဲ့ဒီ Gaslick Management System တွေပေါ့နော် ဒီအဲ့စရင်စစ်တဲ့ဟို matching လုပ်ပြီးစစ်တဲ့ system တွေကသူတို့ဒီ electric id အောင်မြင်သွားတဲ့ database တွေလုံနိုင်သွားတယ်ဆိုတဲ့အခါမှာဒီကျွန်တော်တို့ပြည်တွင်းမှာရှိနေတဲ့ဟိုမြေပေါ်မြေအောက်တော်လိုင်းကြီးလူငယ်တွေရဲ့လှုပ်ရှားမှုတွေအတွက်တော့တော်တော်လေးကိုစူးစူးဝါးဝါကြုံတွေ့ရတယ်ပေါ့နော်ဒီ operation ရဲ့ concept ဖော်ဖို့ဆိုတော့အထက်ကိုလက်ရှိ safe house တွေမှာခက်ခဲဖြစ်တဲ့ safe house တွေမှာနေထိုင်ဖို့ အစင်မပြေတော့တဲ့အခြေအနေမျိုးတွေလည်းကြုံရတယ်။အဲထိုနည်း၎င်းဒါကဟိုမြေပြင်လှုပ်ရှားနေကြတဲ့ရဲဘော်တွေရဲဘော်လူငယ်တွေကြုံရတာလေဟုတ်တယ်လို့တသားတည်းပေါ်တော့အခြားဒီ CDM လုတ်ထားတဲ့ဟိုရဲဘော်တွေပေါ့နော်အချို့များသောအားဖြင့်ဆိုရင် CDM လုတ်ထားတယ်သို့တော့ဒီတပိတ်အင်အားတပိတ်လုပ်ငန်းတွေပြီးသွားတဲ့နောက်ပိုင်းမှာအဲအဲဒီလက်နက်ကင်တော်လန်ရေး အဲစားတဲ့လုပ်ငန်းစဉ်တွေမှာမပါဘဲနဲ့ CDN လုတ်ထားတဲ့ဒီ data ထဲမှာဂျန်နေခဲ့တဲ့ကလေးငယ်တွေဟိုလူကြီးတွေအစရှိတဲ့ vulnerable community အတွက်ပညာရေးဆိုင်ရာပံ့ပိုးမှုကျန်းမာရေးဆိုင်ရာပံ့ပိုးမှုတွေအတွက်ဒီလှုပ်ဆောင်ပေးနေကြတဲ့လူငယ်တွေရှိတယ်ပေါ့နော်အဲ့ဒီလူငယ်တွေရဲ့ယက်တီချက်တွေဟိုလုံခြုံရေးတွေဆိုင်ရာချင်းချောက်မှုတွေကပါအကြီးအကျယ် yaml ခဲ့တယ်ပေါ့ data for မြန်မာရဲ့အချက်လက်တွေအရာ 2022ဖေဖော်ဝါရီလကနေ2024ဇူလိုင်လကုန်အထိအွန်လိုင်းပေါ်ကနေထုတ်ဖော်ပြောဆိုမှုကြောင့်1692ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။မြန်မာအင်တာနက် project MIB ကစည်ရင်းပြုစုထားချက်တွေအရတော့2024ခုနှစ်မှာ Facebook, TikTok နဲ့ Telegram တွေကတဆင့်စစ်ကောင်စီကိုစန့်ကျင်တဲ့အမြင်သဘောထားတွေကိုရေးသားခဲ့သူအ ਨੇ စုံ384ယောက်ထိမ့်သိမ်းဖမ်းဆီးခံခဲ့ရပါတယ်။ကျမမျက်သစင်ပါရှင်။